မင်းဟာတကယ်လို့မင်းကိုမင်းမြန်လို့ပါတယ်မင်းဘဝမင်းမြန်လို့ပါတယ်ဆိုရင်မင်းဘဝကျမ်းမာအောင်မင်းအသက်ရှင်သာအောင်အတွက်ပညာရှိမှုပါ။ဘာစုရမလဲကျမ်းမာရေးပညာရှိမှုပါ။ဒါကြောင့်မလို့ဘဝတစ်ခုမှာအရေးကြီးဆုံးသည်ဘဝသည်အရေးကြီးဆုံးသည်ကျမ်းမာရေးကျမ်းမာခြင်းနဲ့စောင့်ရှောက်နိုင်တဲ့ဥစ္စာကျမ်းမာခြင်းကိုစောင့်ရှောက်နိုင်တဲ့ပညာအဲ့ဒါကြောင့်မလို့ လူတယောက်ရဲ့အသက်ရှင်သန်ခြင်းနဲ့ဘဝတည်နေမှုအတွက်အရေးကြီးဆုံးသည်ခန္ဓာကကျန်းမာခြင်းနဲ့ပညာပဲဒါကြောင့်မလို့ပြည်သားစုတို့ကိုကြည့်လိုက်ရိုးရိုးလေးရှင်းရှင်းလေးပါဒီဂျပန်ရေချိုးတာမှရှောက်လေရှုပ်လေဦးမယ်အောင်သိပြောတာရိုးလေးပြောသွားတာရိုးလေးကြည့်လိုက်မိသားစုတို့ကိုကြည့်လိုက်အဲ့ဒီမိသားစုမှာဖခင်နဲ့မိကသားသမီးအတွက်ကိုပြင်ရည်ကိုဘယ်လောက်အားပေးတယ်လဲကျမ်းမာရေးကိုဘယ်လောက်ကူးဆိုင်တယ်လဲအဲ့ဒါကြည့် အဲ့ဒါမိသားစုကအဲ့ဒီစောင့်ရှောက်တဲ့မိသားစုကတကယ်ကိုဒီနေ့နေ့မှာအထွတ်ထိပ်ရောက်လာနိုင်မယ်ဒီနေ့ဒီမှာကြီးပွားလာနိုင်မယ်မိခင်ဖြစ်တဲ့သူဖခင်ဖြစ်တဲ့သူကသာသမီရဲ့ကျမ်းမာရေးနဲ့သာသမီရဲ့ပညာရေးကိုစောင့်ရှောက်ပြီးဆိုလို့ရှိရင်အဲ့ဒီမိသားစုကြီးရောက်လာလိမ့်မယ်အဲ့ဒီရက်ွက်ထိပ်ဖြစ်စီမြို့မှာဖြစ်စီဒီနေ့နေ့မှာထင်ရှားကျော်စောတဲ့သာသမီဖြစ်လာလိမ့်မယ်အဲ့ဒီအတိုင်းပဲတိုင်းပြည်သူကြီးမှာအစိုးရကြီး ကျမ်းမာရေးနဲ့ပညာရေးကိုဘတ်ဂျက်မှာဘယ်လောက်သုံးလဲဒါကြည့်လိုက်ဒါ